တော့အခုဒီတိုင်းပြည်ကိုအကျိုးပြုခြင်းမပြုခြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့မနေ့ကကျွန်တော်ပြောတယ်ဖူးဖွေးနဲ့အလင်းအောင်လို့ကျွန်တော်အများကြီးပြောတယ်အာမနေ့က တုံးကပဲကျွန်တော်သိရတော့မနေ့ကတော့ကပဲကျွန်တော်ရုပ်သံပြောတဲ့အချိန်မှာမပြောခင်လေးနိုင်ပိုင်းတော့လူပဲ၃နိုင်၃နိုင်တော့လူ၄နိုင်တော့လူဖြစ်မှာပေါ့ဗျာမနေ့ကပဲနိုဘာ9ရက်နေ့မှာဖူးဖူးကိုတက်ဆိုင်ဟာဒီလုံချုံတက်ဖို့တည်းကတွားရောက်ပြီးတော့ခေါ်ယူမင်းမြန်နေလို့ကြားတယ်ဖမ်းတာမဟုတ်ဘူးကားတော့ထပ်ပြေးအောင်ပြောမယ်ဖူးဖူးဖူးကိုဖူးရှိရနေအောင်လုံချုံတက်ဖို့တည်းရောက်သွားတယ်လို့ကြားတယ်သွားပြီးတဲ့နေဆရာစကားပြောတယ်စကားပြောပြီးတော့ပူပေါင်းကူညီပြီးကိုထပ်ပြီးတော့မြစ်တာရဲ့ခံရီထပ်လုပ်ခဲ့တယ်အဲ့တော့ လုံချွင်းတက်ဖို့နေလာတဲ့ခါကျတော့ဖူးရတော့ဘယ်ညင်းတော့မလဲပေါ့ဗျာမညင်းတော့ဘူးမညင်းတော့ဘူးမညင်းတော့ပဲလေသူလည်းပါဝင်ပါမယ်ဆိုတာမျိုးတွေဖြစ်လာတယ်တခါအလင်းရောင်နဲ့ပတ်သက်ရင်တော့အတင်းသတင်းတော့သိမချသေးဘူးသို့တော့သူလည်းဒါဖူးဖေးသတင်းကြရင်တော့သူလည်းဖူးဖေးနေရတော့စိုးဖို့စိုးပဲကောင်းဖို့စိုးဖို့စိုးပဲတွေဆိုတော့ဗျာဆိုတော့ကောင်းဖို့ကောင်းပဲကတော့ဘာကောင်းလာတော့ကျွန်မသိဘူးစိုးဖို့စိုးပဲတွေဆိုတော့အဲသူလည်းပါလာလိမ့်မယ်လို့ယူဆတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတခုပဲဖြစ်နေတာသူတို့တွေကပြီးရင်ဘာလုပ်ကြမယ်လို့ခင်ဗျားတို့ထင်တယ် အခုကျွန်တော်သိရတယ်လို့နိုဝင်ဘာ9ရက်နေ့မနေ့ကရိုက်ကွေးလုပ်ကြတယ်လို့ကြားတယ်အဲ့ဒီအချိန်မှာရိုက်ကွေးစာကိုဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တို့နိုင်ငံတော်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကူညီပေးတဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ slogan လေးတွေပေါ့ဗျာပြောပြရတာပေါ့တရားကိုတစ်ခေါက်နှစ်ခေါက်အဲ့လိုပြောပြရတဲ့ဟာလေးမှာတချို့တွေရဲ့မျက်နှာပီးတွေကတယုတ်ဆောင်ပီတာလွန်နေတချို့မျက်နှာပီးတွေတယုတ်ဆောင်ပီတာလွန်နေတချို့တွေက driver နေရာနေဝင်သွားတယ်မျက်နှာထွက်မပြချင်လို့ driver နေရာဝင်ထိုင်ပလိုက်တယ်ဒရိုက်တာလည်းမဟုတ်ဘဲနဲ့အဆက်လည်းမဟုတ်ဘဲနဲ့ဒရိုက်တာနေရာဝင်ထိုင်ပလိုက်တယ်တချို့တွေက ်ဘယ်သူတွေလဲဆိုတော့ထွက်လာရင်တွေ့ပါလိမ့်မယ်ကျွန်တော်မပြောသေးဘူးဒါပေမဲ့တချို့တွေကကျွန်တော်မျက်နှာဖော်အောင်ကြောက်လို့ဒိုင်တန်ညာဝင်ထိုင်မယ်တချို့တွေကတချို့ကြတော့အရာကြီးကိုလုံးစူးစီးပေးတဲ့လူလူလူဘာလို့လုပ်တယ်အဲလဲရောလဲတယ်နော်လဲရောလဲတယ်အဲပြီးတော့ဘာလို့ဆိုတော့ချို့တွေမျက်နှာပေးတွေမတက်တာလို့လုပ်ရတယ်ဆိုတော့မျက်နှာပေးတွေနဲ့လုတ်ကြတယ် ရွေးကောက်ပွဲဝါဒဖြန့်ကန်ပိန်းတွင် မပူးပေါင်းသဖြင့်တရုတ်ဆောင်ဖွေးဖွေးကိုစစ်အုပ်စုဖမ်းဆီးနာမည်ကြီးအကယ်ဒမီတရုတ်ဆောင်ဖြစ်သူ ဖွေးဖွေးကိုအာနာသိန်းစစ်အုပ်စုကရွေးကောက်ပွဲဝါဒဖြန့်ရိုက်ကူးရေးတွင်မှမပါဝင်လို့ဖမ်းဆီးလိုက်တယ်လို့အမှုပညာအတိုင်ဝန်နှင့်နှိဆက်သူတွေစီကသိရပါဗျာ။ ပြည်ဦးလွေမျိုးမှာစကားရိုက်နေတဲ့ဖွေးဖွေးကိုစစ်ကောင်စီဘက်ကလာရောက်ဖမ်းဆီးသွားတာလို့လဲဆိုပါရဲဖွေးဖွေးနဲ့ပတ်သက်ပြီးစစ်အုပ်စုဝါဒဖြန့်ကျော်မျိုးမင်းကလည်းနိုဝင်ဘာ9ရက်ကရွေးကောက်ပွဲဝါဒဖြန့်ကိစ္စတွေမှာမပါဝင်တဲ့အကြောင်းပြောဆိုထားပြီးတရုတ်ဆောင်အလင်းရောင်ကိုပါထည့်သွင်းပြောဆိုထားတာပါ အမှုပညာတိုင်ဝန်နဲ့နီးစပ်သူကဖွေးဖွေးအဖမ်းခံရတာကတေချာပါတယ်။အလင်းရောင်ကတော့ မပါသေးဘူး။အတိမပြုတ်နိုင်သေးဘူး။ဖွေးဖွေးကိုတော့ရိုက်ကူးရေးလုပ်နေတော့ဖမ်းသွားတာလို့ပြောပါတယ်။စစ်အုပ်စုကအမှုပညာရှင်တွေကိုရွေးကောက်ပွဲဝါဒဖြန့်ကမ်ပိန်းတွေမှာနိုဝင်ဘာ9ရက်နေ့နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပြီးမင်းသားအလင်းရောင်နဲ့မင်းသမီးဖွေးဖွေးတို့ကနိုဝင်ဘာ9ရက်ညနေအထိဆက်သွယ်လို့မရဘူးလို့လည်းကျော်မျိုးမင်းကပြောထားပါတယ်။ အောက်တိုဘာ30ရက်ကလည်းစစ်ကောင်စီလက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အေကျွေကရန်ကုန်မြို့ရွှေတောင်ကြားမှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာအမှုပညာရှင်တွေကိုခေါ်ယူပြီးရွေးကောက်ပွဲဝါဒဖြန့်မှုတွေမှာအမှုပညာရှင်တွေအားလုံးပါဝင်ကြဖို့မပါဝင်ရင်အရေးယူသွားမယ်လို့ပြောဆိုထားပါတယ်။ အဲ့ဒီအစည်းအဝေးနောက်ဆက်တွဲပြီးတဲ့နောက်အမှုပညာရှင်တွေကဝါဒဖြန့်မှုတွေမှာပါဝင်ဖို့ဖိအားပေးတာတွေရှိပြီးအမှုပညာရှင်တွေလည်းဝါဒဖြန့်ဗီဒီယိုတွေစပြီးရိုက်ကူးနေပြီလို့လည်းအမှုပညာအတိုက်ဝန်းကနေသိရပါတယ်။အမှုပညာအတိုက်ဝန်းနဲ့နီးစပ်သူက PTU ဦးဝဲရိုက်တဲ့မိဘွားဝိုင်းအရတာဝင်းလွင်ထက်လည်းရိုက်ပေးတယ်။လူမင်းကတော့တရုတ်ဆောင်အနေနဲ့မဟုတ်ပဲဒရိုက်တာအနေနဲ့လုပ်ပေးမယ်လို့သိရတယ်။ဝုမုံရွှေကြီးလည်းရိုက်တယ်လို့ဆိုပါတယ်။ စစ်တပ်ရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဇလန်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇလန်းကိုဝေဖန်ခဲ့သူတွေနဲ့ဝေဖန်တဲ့အင်တာနက်လူမှုကွန်ရက်ကစာတွေကို Love Reek ခေါ်တဲ့အသေးပုံတုံ့ပြန်ချက်တွေပေးခဲ့သူအမှုပညာရှင်၅ယောက်ကိုလည်းဖမ်းဆီးထားပါတယ်။နိုဝင်ဘာ6ရက်နေ့မှာပဲဖွေးဖွေးပြန်လည်လွတ်မြောက်လာခဲ့ပြီးအလင်းရောင်ဖမ်းဆီးခံရတဲ့ဆိုတဲ့သတင်းတွေအင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေမှာပြန့်နှံ့နေပေမဲ့ဒီသတင်းအချက်အလက်နဲ့ပတ်သက်ပြီး Devbug ကဆက်လက်စုံစမ်းမေးမြန်းနေပါတယ်။